မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုတားလို့ချစ်ကြတဲ့နာကုလပိတာနာကုလမာတာဆိုတဲ့တက္ကကြီးတွေမှာယေဇနီးမောင်းတာသူတို့ရဲ့အကြောင်းကိုလူတိုင်းလူလူကြားဥပါတယ်ဟုတ်လားဘဝပေါင်းများစွာမြတ်စွာဘုရားကိုတားတော်ခဲ့တာရှိတယ်တူတော်ခဲ့တာရှိတယ်နော်မြတ်စွာဘုရားရဲ့အဖေအမေတွေဦးကြီးတော်ကြီးဦးလေးတော်လေးအမျိုးမျိုးတော်ခဲ့တာတွေရှိတယ်အဲ့တော့ကျွန်မတို့အဲ့ဒီတန်ရုံးစဉ်အဲ့ဒီမြစ်တာအရှိန်တွေကဒီဘဝထိလိုက်ပြီးတော့ရိုက်ခတ်တယ်ပေါ့ဟုတ်လားအဲ့ဒီတက္ကကြီးကတနေ့တော့မြတ်စွာဘုရားတွေကိုရောက်လာတယ် ရောက်လာပြီးတော့သူမြတ်စွာဘုရားကိုဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်အသက်ကြီးလာပါပြီတဲ့နောက်ဆုံးအရွယ်ကိုရောက်နေပါပြီဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းကိုပဲအခမ်းအရခက်နေတယ်တဲ့ဒါကြောင့်ဘုရားမှုရှိတဲ့ယဟန်တန်ဃာတွေကိုနောက်ထပ်ဖူးမြော်ဖို့ဆိုတာတပည့်တော်အတွက်မသေးကြတော့ဘူးတဲ့ဒါကြောင့်မလို့အခုလိုတွေ့တုံးကြုံတုံးလေးမှာတပည့်တော်အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားများဟောတော်မူပါလို့အဲ့လိုမြတ်စွာဘုရားကိုလျှောက်တယ်သူပြောတဲ့စကားလုံးလေးတွေကိုအစား ြည့်ရစရာမရှိဘူးเนาะသူပြောတာလေးတွေอ่ะဟုတ်လားသူအသက်ကြီးလာပြီတဲ့နောက်ဆုံးရွယ်ရောက်နေပြီခနာကူကြီးကလည်းအမြဲတမ်းခါရခက်နေတယ်ဒါကြောင့်ဖျားမှုရှိတဲ့တန်ကဘောနောက်ထပ်ထပ်ပြီးတော့မြင်ရဖို့ဆိုတာသူ့အနေနဲ့သိပြီးတော့မသေးကြဘူးအသက်ကလည်း80ကျော်ပြီဘောဒါကြောင့်အခုလိုတွေ့တုံးကြုံတုံးလေးမှာအရှိသဖြင့်အကျိုးရှိမဲ့ဒီကရတန်ဟိတာယအရှိသဖြင့်အကျိုးရှိမဲ့ဒီအကြောင်းအရာလေးတွေကိုသူ့ကိုပြောပြပါဘောအဲ့လိုလျှောက်တော့မြတ်စွာဘုရားက ဧဝမေတံဂါပတိဧဝမေတံဂါပတိတခါကြီးတဲ့တခါကြီးပြောတဲ့စကားပြောတဲ့အတိုင်းမှန်နေတဲ့ဟုတ်တယ်တဲ့ခန္ဓာကိုယ်ကြီးကဒီအရွယ်ရောက်နေပြီဒီအသက်လောက်ကြီးနေပြီဆိုမှတော့ကောင်းနိုင်စရာမရှိဘူးပေါ့နော်အမြဲတမ်းနားနေမှာပဲအဲ့ဒီမှာဆက်ဆက်ပြီးတော့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့တဘာဝတရားလေးတွေကိုစိတ်ဝင်စားဖို့မြတ်စွာဘုရားဟောပြတယ်။မပြောတော့ဆိုတော့အတုရောဟာယံကာယောဂဟပတိအန္တဘုဒ္ဓပရိယောနတ်တော်တဲ့ ဒါကတော့မလို့ဦးဇင်းတို့ရထားတဲ့ဒီခန္ဓာကိုယ်ကြီးကိုစကလုံးလေး၃လုံး၃ပြီးတော့မြတ်စွာဘုရားအတိတ်ပဲဖွင့်တယ်လို့ဆိုနိုင်တယ်။အဲဒီခန္ဓာကိုယ်ကြီးဆိုတာတဲ့အတုရာတဲ့နာနေတဲ့သဘောရှိတယ်တဲ့။ဒါကတော့မလို့ဦးဇင်းတို့ရထားတဲ့ခန္ဓာဆိုတာဗါတဲ့တော့နာနေတဲ့သဘောရှိတယ်တဲ့။ဒီနေ့မှနာတယ်ဆိုတာကအော်ဟစ်ညင်းညူနေရမှအစီယုံအစီကံတော့အလောင်းအောင်ပြင်းပြင်းထန်ထန်နာကျင်နေမှနာတယ်လို့ဆိုတာမဟုတ်ဘူးနော်။ညောင်းလို့နေရပြောင်းလဲရတယ်ရားလို့ကုတ်လဲရတယ်ဒါမှလုပ်နေရတော့အရှင်မပြေလို့ပြေအောင်လုပ်နေရတာပဲလေ။ ြင်တ်ဖု့လိုတ်ဟု်လာအတုရတဲ့နာကျင်နေတ်တဲ့ဒခာကိုကြီးကအဲ့ဒါနားတယ်ဆိုတာကိုဦးဇင်းတို့မင်းကွန်းဆိုတော်ဘုရားကြီးကပိဋကတော်မှာလာတဲ့အစုံမတွေနဲ့အညီနားတယ်ဆိုတာသုံးမျိုးရှိတယ်လို့ဆိုကြီးကရှင်းပြတာရှိတယ်နားတယ်ဆိုတာတဲ့အသက်ကြီးလာလို့နားလာရှိတယ်တဲ့ဇရာတုရဟုတ်လားအသက်ကြီးလာပြီဆိုလို့ရှိရင်ဘလိုလိုနေရင်းနဲ့ကိုပဲနားလာတော့တာပစ္စည်းတွေကအကုန်လုံးဆုတ်ယုတ်သွားတော့တာအည်သွေးတွေကကျသွားတော့တာဆိုတာဟုတ်လား ဒါကြီးလို့နာတာပေါ့နော်။နောက်ဒုတိယနာတာကဘာလဲဆိုတော့ရောဂါတိုးတာတဲ့အနာရောဂါနှိမ့်ဆက်လို့နာတာ။နာကြီးမကြသေးပဲနဲ့အသက်တိတ်မကြီးသေးပဲနဲ့တချို့လူငယ်လေးတွေလက်စေးရုံစေးကန်းနဲ့မပြတ်သွားပြီးတော့ခန္ဓာကိုယ်ကြီးရဲ့နှိမ့်ဆက်တာကိုခံရတာမရှိဘူးလား။ကလေးစေးရုံကလေးထုခုဒါတွေရှိနေတာကိုစဉ်းစားကြည့်ပေါ့နော်။ငယ်ငယ်လေးနဲ့နာနေကြတာ။ဟုတ်လားဒါဘာဖြစ်လို့တုန်းရောဂါနှိမ့်ဆက်လို့နာရတာ။နောက်တတိယမြောက်နာခြင်းကဘာတော့ဆိုတော့ကိလေသာတိုးတာ။ကိလေသာတိုးတာဆိုတာက ဥလောင်စီတဲ့တဲ့လောဘဒေါသမောဟတို့ကြောင့်ဒီစိတ်နာရတာဒါကြတော့ဥစဉ်တို့ဉာဏ်ရှိမှသိနိုင်တယ်ပေါ့နော်လူကျင်မဲ့မောမှုတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဟုတ်လားမကြည်နဲ့တဲ့ဒေါသတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဒေါသဖြစ်ရတာလူနာတယ်ဆိုတာကတော့ရမ်းထင်ရှားရနော်လောဘဖြစ်ရတာနာတယ်ဆိုတာထက်ဒေါသဖြစ်ရတာနာတယ်ဆိုတာဘုံမထင်ရှားဘူးလားထင်ရှားတယ်နှလုံးရောဂါတို့သွေးတို့ရောဂါတို့ရှိရင်နာလုံးမကနာပြီးတော့ဘာဖြစ်သွားလဲသေသွားတော့တောင်ရှိရနော်သေအောင်တတ်တာတောင်ရှိတယ်ဟုတ်လား ဒါကြောင့်ဘေးသဘောင်းတူတောင်းလို့ခန္ဓာကိုယ်ကြီးကဘာလဲတော့အကြောင်းမျိုးမျိုးကြောင့်နာနေတယ်တဲ့အတုရပြီးတော့ဗာပြောတော့အန္တဘူတောတဲ့ခန္ဓာကိုယ်ကြီးဆိုတာဥတလုံးနဲ့အရန်တူတယ်တဲ့ကျက်ဥတို့ဘဲဥတို့နဲ့တူတယ်လို့ပြောတာနော်ဈေးမှာအဲ့ဒီလိုဥတွေသွားဝယ်တဲ့အခါမှာပုံတော်ကရောပြစ်စလက်ခကင်တွယ်လို့မရဘူးနော်အရန်ကိုကယူတစ်ဆက်ယူရရနဲ့ဘာလို့ရတော့ကင်ရတာဘာလို့တော့ထိမိခိုက်မိတာနဲ့သူကခွက်ကနေဆိုဘာဖြစ်သွားမှာတော့ပွဲသွားမှာ ခန္ဓာကိုယ်ကြီးဆိုတာအဲ့လိုမျိုးအရင်မှပျက်စီးလွယ်တယ်။အရင်မှယူရတဲ့သဘောရှိတယ်ဒါကိုပြောတာ။ဟုတ်လားပြီးတော့ပြောတော့ပရိယောနတ်တော်တဲ့အလွန်ပါလွာတဲ့အရေပါလေးနဲ့အုပ်ထားတာတဲ့ခိုင်ခိုင်မာမာကြီးတိဆောက်ထားတာမဟုတ်ဘူး။ဆူလေးနဲ့ချင်းပြီးတာအစတိုက်ပြီးခိုင်းပြီးတာအစသွေးထွက်လာပြီးတော့အမျိုးမျိုးကြီးကျယ်တဲ့ပျက်စီးမှုကြီးကိုရောက်သွားတာမျိုးတွေတောင်ရှိတတ်တယ်။ဟုတ်လားခန္ဓာကိုယ်ရဲ့တိဆောက်ထားပုံဟာအခိုင်အမာတိဆောက်ထားတာမဟုတ်ဘူး။ဒီကလေးဦးစင်းကစဉ်းစားကြည့်တယ် ကန်းအရှင်းအရန်ကောင်းလွန်းလို့တာဒါကသမတို့ဦးဇင်းတို့ခန္ဓာကိုယ်ကြီးကမပြတ်တာပြည့်စရာတော့တော်တော်ကိုကောင်းတယ်ဘယ်နားလေးမှခိုင်ခိုင်မာမာတိဆောက်ထားတာမရှိဘူးဟုတ်လားထဲထဲကကလီစာတွေကုထာတာတွေအလုံးလုံးပုံကိုလေ့လာကြည့်ရင်ပိုးတောင်ပြည့်စရာကောင်းလာပါလားဆိုတာသိနိုင်တယ်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားဘယ်လိုဟောတော့ပရိယောနတ်တော်တဲ့ပါလာတဲ့အရေးပါလေးနဲ့အုပ်ထားတာခိုင်ခိုင်မာမာကြီးတိဆောက်ထားတာမဟုတ်ဘူးအဲ့လိုမြတ်စွာဘုရားခန္ဓာရဲ့သဘာဝလေးကိုပြောပြပြီးတော့အလွန်တန်ဖိုးရှိတဲ့ ဒီနေ့အဖြစ်ဗုဒ္ဓဘာသာတွေထဲမှာအလွန်မှလည်းပဲအသုံးတွင်တဲ့ဒေသနာလေးတခုအဲ့ဒီမှာပြောတယ်။အပြောတော်ဆိုတော့ယောဟိဂါပတိဣမံကာယပရိဟာရံတော်မိုးတံပြီးအာရောက်ကျံပရိဇာနေယကိမေညတရဘာလာတခါကြီးတဲ့အဲ့ဒီလိုသဘောရှိတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုဆောင်ရွက်နေရရဲ့နဲ့မြန်ကိုကိုကိုတခဏမျှကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ရှင်အဲ့ဒီပုံကမိုက်မဲလို့ပါတဲ့။နောက်ဒီစကားလေးသေးချာလေးစွဲသေးခြင်းနဲ့ဟုတ်လား။ ီလိုမကောင်းတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုရွက်ဆောင်နေရရဲ့နဲ့များကိုကိုကို တခဏလောက်နေကောင်းပါတယ်လို့ပြောခဲ့မယ်ဆိုရင်အဲ့ဒါဘာလို့မိုက်မဲလို့ပါတဲ့လူမိုက်မို့လို့ကိုကိုကိုကောင်းတယ်လို့ပြော